2028ခုနှစ်တည်စာချုပ်တက်တန်းရှိသေးတဲ့အသင်းရဲ့အဓိကကစားသမားတွေကိုပါတက်တန်းတွေးကိစ္စတွေတွေးဆောင်ဆွေးနွေးမှုလုပ်လာခဲ့တဲ့အာဆင်နယ်အတင်းတင်းရလူတယောက်ဝယ်တာအရန်ရေးကြီးတယ် ဒါပေမဲ့အဲ့လူတယောက်ဝယ်တာထက်ပိုပြီးအရေးကြီးတာကအသင်းမှာအထိုင်ကြပြီးသားအသင်းမှာခြေစွမ်းပြပြီးသားဒီအသင်းဒီလိအကြောင်းကောင်းကောင်းသိတဲ့ကစားသမားကိုဆက်ပြီးထိမ့်သိမ့်ဖို့ကပိုပြီးအရေးကြီးတယ်။ဘာလို့လဲဆိုတော့လူတယောက်ကိုဝယ်တဲ့အခါမှာအဲ့ဝယ်လိုက်တဲ့လူတယောက်ကကိုယ်အသင်းမှာအသားချမချဆိုတာအရန်ကိုအလောင်းစားဆန်တယ်။ဝယ်လိုက်တော့ကောင်းတာပေါ့။တချို့ကြီးလဲ flow ဝါတာရှိရဲ့။တချို့အကြောက်လဲကိုလီစီရောက်မှကြောက်အောင်တာရှိရဲ့။ဒါပေမဲ့အာဆင်နယ်အသင်းအခုနောက်ပိုင်းလုတာကလူလဲဝယ်တယ် ခြေစဲကစားသမားတွေကိုလည်းအတင်းရဲ့ကြိုးကစားသမားဆိုရင်စော်စီတဒန်တူရေးကိစ္စကြီးဆွနေတယ်အချိန်လုံးဝမဆွဲဘူးအတိတ်မှာတော့ကျွန်တော်တို့ကစားသမားတချို့နဲ့ပတ်သက်ပြီးတော့တစ်နှစ်6လတစ်နှစ်ခွဲအဲ့လောက်ထိကပ်ပြီးတဒန်တူရေးကိစ္စကြီးလုပ်တဲ့အခါမှာပြင်ပကလပ်တင်းနေနဲ့ကိုကစားသမားပဲကိုရှင်ပြီးတော့တဒန်တူရေးကိစ္စကြီးလုံးပန်းရတာရှိတယ်ကစားသမားတွေဆိုတာက အားကစားကိုဘယ်လောက်ချစ်ပါလဲပြပြောကလပ်တင်းကိုဘယ်လောက်ချစ်ပါလဲပြပြောမိသားစုအရင်းနဲ့ရှင်းလိုက်တော့ဒါပူပေးတဲ့အတင်ကိုသွားပါပဲဒါကတော့ကစားမအများစုပါလေတချို့ကလပ်တင်းမှကလပ်တင်းဖြစ်နေကစားမကြီးလည်းရှိပါတယ်ဒါပေမဲ့ကိုဒီဘက်ကလုံးဆရာရှိတာကစားမတအုပ်ကိုစာချုပ်တက်တဲ့နှစ်နှစ်ကြံနှစ်နှစ်ခွဲကြံတဲ့အချိန်မှာတက်တန်းတူကိစ္စကြီးလုပ်တာတော်တော်လေးကောင်းတယ်အခုဒီမှာ2025 2028ဆိုစာချုပ်3နှစ်ကြံတဲ့ကစားမကိုအာဆင်နယ်ကတွဲဆုံဆွေးနွေးမှုတွေစတင်လုပ်လာပြီဒါကဘာလို့ဆိုလို့လဲဆိုတော့အာဆင်နယ်တင်းလက်ရှိသွားနေတဲ့ project ကလူသစ်ဝယ်တာတွေမဟုတ်ဘူးရှင်ရင်းစွာကစားသမားတွေကိုဘယ်လောက်ထိတန်ဖိုးထားလဲဆိုတာကိုပြနေတာ အာဆင်နယ်အသင်းစာရုံးသက်တမ်းတွေးကိစ္စလုံးနေတဲ့ကိစ္စကိုကျွန်တော်ပြောပြမယ်။တချို့အသင်းတွေကကျွန်တော်ချယ်ဆီဥမာပြရင်ချယ်ဆီကကစားသမားတူဦးဝယ်တယ်၈နှစ်၉နှစ်။အဲ့ဒီကစားသမားဒီခြေစွမ်းပြသည့်ဖြစ်စီမပြသည့်ဖြစ်စီစာပြီးချုပ်လိုက်တဲ့လောက်ခလာစားအတိုင်းတောက်လျှောက်ရသွား။ဒါပေမဲ့အာဆင်နယ်ရောက်လာတဲ့ကစားသမားတူဦးက၅နှစ်စာချုပ်နဲ့ရောက်လာတယ်။ရှေ့၃နှစ်မှာခြေစွမ်းပြတယ်။နှစ်နှစ်ပဲကျန်တဲ့ချိန်မှာသက်တမ်းတူတယ်။နောက်၃နှစ်အဲ့နောက်၃နှစ်ကြာတဲ့အခါကျရင်လည်းစာရုပ်သက်တဲ့နှစ်နှစ်ကျန်တဲ့ခါမှာတက်တန်းတူတယ်တက်တန်းတူတိုင်းတူတိုင်းမှာအာဆင်နယ်ကလောက်ခလာစားတူပြီးလိုက်ရတယ်အဲ့အတွက် ကစားသမားတွေကိုအာဆင်တွေကထက်ခါထက်ခါတတန်တွေးကိစ္စကြီးလုပ်တယ်ရောက်လာတော့ကလာစာကြီးတက်အဆဆဆဆမြင့်သွားအခုဆိုလို့ရှိရင်ဆာလီဘာဆိုလည်းတပတ်ကိုပေါင်2သိန်းခွဲရတဲ့ကစားသမားတူဖြစ်သွားပြီအာဆင်နယ်ကိုဆာလီဘာရောက်လာပြီးတဲ့ကဒါကတတိယအကြိမ်မြောက်လက်မှတ်ထိုးတာပဲပထမဆုံးတစ်ကြိမ်ရောက်လာတယ်အငှားလေးပဲသွားစော်တယ်နောက်တစ်ကြိမ်ကျတော့ဒီ2023ထဲမှာတူတယ်တတန်တိုးတယ်အခုဒီ2025ထဲမှာတတန်တိုးတယ်ဆာလီဘာလည်းအဲ့လိုပဲလာစာကြီးတက်လာခဲ့တယ်အခု ာဆင်နယ်သင်းသွားနေရကြတော့2026တွင်စာချုပ်ရှိရဲ့ကစားသမားတွေရှင်းတင်တာရှင်းနေရောင်းတင်တာရောင်းနေအငှားချတင်တာချတယ်2029မှာစာချုပ်ကုမဲ့ကစားသမားတွေကစာကာကိစ္စကို80ခန်းတော့သူတို့ပြီးသွားပြီဆွေးနွေးတာဒီနေ့မှာမာတင်နယ်လီနဲ့ဂျေဆုတဲ့င်းမကြားရသေးဘူးဒါနဲ့ကစားသမားတွေရဲ့ဝယ်လက်ပုံမူတည်ပြီးတော့တက်တန်းတူရမလားရောင်းရမလားဆိုသူတို့ဒီနေ့အချိန်ယူကြည့်နေအတင်းရဲ့ကြော်ရိုးပလေယာမဟုတ်ဘူးလို့ခံယူထားတာဖြစ်တဲ့အတွက်2028ခုနှစ်ထိစာချုပ်ရှိသေးတဲ့ကစားသမားတွေထဲမှာဆိုရင်ကျော်ရိုးကစားသမား2ဦးဖြစ်တဲ့ Timber နဲ့ Declan Wright ကို ဆွနေနေပြီဆိုပြီးတော့ဒီ BBC ဘက်ကသတင်းတွေကဖော်ပြထားတယ်တကယ်လည်းလောက်ရမှာဘာလို့လဲဆိုတော့ Julian Timmer ဆိုတာ ASEAN တန်ရည်ပြန်လာတာမှတ်ပြီးမဲ့ကြက်ခိုင်မှုအပြည့်နဲ့ကြံကလေးရာတွေကလည်းပွဲတွေအများကြီးဒီရာဒီမှာလည်းအသင်းရဲ့ညာချမ်းခံစစ်ကိုအပိုင်သိမ်းထားခဲ့တဲ့ကစားသမားအသက်က24နှစ်နဲ့ Netherlands လက်ရွေးစဉ်စာချုပ်က2028ဆိုပေမဲ့ Arsenal နဲ့သာအခု intro ဝင်ထားပြီး2026မှာတက်တန်းတိုးနိုင်ခဲ့ရင်ဒီကစားမ2032ခုနှစ်ထိ Arsenal နဲ့ဆက်ပြီးရှိသွားမှာနောက်တူ Declan Rice ျွန်တော်တို့ပြောင်းရွှေ့ကြီးမြန်မာစွာနဲ့အသင်းရဲ့တမန်ရုံးတစ်လျှောက် UO 136.6တန်းနဲ့ခေါ်ထားခဲ့တဲ့ကစားသမားအဲ့ဒီကစားသမားကိုအာဆင်တွေက2028ခုနှစ်စာချုပ်ရှိသေးမယ် rice game မင်းတို့ငါတို့အလိုရှိတယ်တက်တန်းတူးကြအောင်ကွာ ac အချိန်ယူစဉ်းစားငါတို့ကတော့မင်းတို့အလိုရှိရဆိုပြီးစပြီး intro ဝင်ထားလိုက်တယ်။အဲကြောင့်ကစားသမားနေတဲ့ဒီနှစ်ထဲမှာတက်တန်းမတိုးဖြစ်ဘူးဆိုတော့မှနောက်နှစ်ကျရင်ဒုတိယအဆင့်တတိယအဆင့်နဲ့ဆွေးနွေးလို့ရပါပြီ။တက်တန်းတွေးကိစ္စ process တွေဘယ်လိုသွားလဲကျွန်တော်ပြပြမယ်။ဒါတော့ကျွန်တော်တချို့စာအချက်လက်တွေကျွန်တော်ဖတ်မိလို့သိရ။ပထမတစ်ဆင့်က အေဂျင့်နဲ့ကစားသမားကိုကလတ်တင်းတာဝန်ရှိသူတွေကအတိပေးတယ်ရုံးခန်းထဲမှာခေါ်ပြီးအတိပေးတာမျိုးဒါမှမဟုတ်ဖုံးဆက်အတိပေးတာမျိုးပေါ့လေမင်းတို့ player ကတော့တက်တန်းတိုးကျင်တယ်မင်းတို့အခြေယူပြီးစဉ်းစား intro ရင်ဝင်လိုက်တယ်အခြားသင်းတွေကလတ်မှုရှိလာလို့ရှိရင်လည်းငါတို့စီမှာစာချုပ်တက်တန်းတိုးဖို့ငါကတော့ request လုပ်တယ်ဆိုပြီးအတင်းတာဝန်ရှိသူတွေကအရင်လုပ်တယ်ဒုတိယအဆင့်နှစ်ဦးနှစ်ဖက်တွဲဆုံဆွေးနွေးတယ်ဒီနေ့မှကစားသမားပါခြင်းမပါမယ်ကစားသမားကိုယ်စားလှယ်နဲ့အာဆင်နဲ့တာဝန်ရှိသူတွေကိုယ်စားလှယ်နဲ့တွဲဆုံဆွေးနွေးတယ်တစ်ဖက်ကကစားသမားအတွက်ရပိုင်ခွင့်ဓာတ်ရီလိုချင်တယ် လောက်ခရသာဘလောက် bonus block တဆိုးဆိုလို့ရှိရင်ဂျာစီရောင်းချဝင်ဝေးရ percentage block တွေတောင်းတာတော့ရှိတယ်ကိုပိုင် sponsor ယူခွင့် Nike တို့ Adidas တို့ပေါ့လေအဲတချို့တွေကြတော့အဲဒီလိုမျိုးသူတို့ရဲ့ performance မှာမူတည်ပြီးတော့ bonus ကိုမြင့်မြတ်တောင်းတယ်လာစားတော့နည်းနည်းလေးပဲယူအဲ့ပိုင်းလေးလည်းရှိတယ်အာဆင်နယ်တင်းဘက်ကလည်း okay ဒီစားမောင်းငါတို့ဘယ်နှစ်နှစ်ချုပ်ချင်တယ်လာစားတော့ငါတို့ double တတ်နိုင်တယ်အသေးရဲ့ policy ကသူ့တို့ဘယ်လောက်ထိပေးမယ်ပွဲကစားခွင့်နဲ့ပတ်သက်ပြီးဘယ်လိုမျိုးဆိုပြီးတော့နှစ်ဦးနှစ်ဖက်ညှိနိုင်တယ်အာဒုတိယအဆင့်တတိယအဆင့်မှာတော့ okay ငါတို့ဒီကိစ္စတွေအားလုံးဆင်ပြေပြီး agent fee ကတော့ဘလောက်ကစားသမားကတော့ဘလောက်အခွန်ဆောင်ပြီးဘလောက်ကျန်အဲ့ဒါကြီးသူတို့ဆက်ပြီးဆွေးနေတယ်စာချုပ်မှာတရားဝင်လက်မှတ်ရေးထိုးတယ်နောက်ဆုံး၄စိမြောက်ကကြတော့ကစားသမားက official ဓာတ်ပုံရိုက်ပြီးတော့ပေးသက်ကိုချပြအတိပေးတဲ့အပိုင်ပေါ်လေဒါတွေကတော့အလုံးပြီးသွားပြီအဲ့ဒါဆိုတဆင်ကြီးကြီးသွားတာအခုပထမဆုံးတဆင်ဖြစ်တဲ့ကစားသမားနဲ့ agent ကိုယ်စားလှယ်တွေကိုတတန်းတိုးကျင်နေဆိုပြီးတော့ intro လုပ်တဲ့အဆင့်ပဲရှိသေးတယ်။ဒါပေမဲ့အဲ့အဆင့်ကလည်းဘာမှမလုပ်ဘဲအေးဆက်နေတဲ့ဆိုင်အများကြီးတာသွားတဲ့အဆင့်။ကစားမစိတ်ထဲမှာလည်းဒီအသင်းကငေါ့အစိုးရအောင်ကြိုးပြီးတော့ လိုလိုချင်ချင်နဲ့တတ်တန်းတို့ဖို့တံမိုးရှိရှိနဲ့တံမိုးထားပြီးတော့ပြောထားရဲဆိုတဲ့ပုံစံမျိုးပေါ့လေအဲကြောင့်မို့ကစားသမားတယောက်နေရာမှာကိုဆိုလို့ရှိရင်လေကိုကစားပြီးနေအတင်းတင်းကိုအစိုးရတွေကမင်းတို့လည်းနှစ်တည်းအကြိုင်ငါတို့လိုချင်တယ်ဆိုပြီးကန်လို့ရှိရင်ပြောမှာပဲအဲကြောင့်မို့လက်ရှိချိန်မှာတင်ပါနဲ့ဒီကလန်ရိုက်ကိစ္စကိုအာဆင်နဲ့တောင်းဝန်ရှိစီချင်းကတ် ဒီနေရာမှာကျွန်တော်ကျေးဇူးတင်ရမယ့်သူကအသင်းတာဝန်ရှိသူတွေရဲ့ Arteta ရဲ့အပါဝင် Entry Barter ကိုလည်းကျေးဇူးတင်ရမယ်။ Entry Barter နေစည်းကွက်မှာရောက်လာပြီးရလက်ရှိအချိန်ထိအသင်းမှာတတန်တူကြီးကိစ္စကြီးလုပ်ထားတယ်။ Gabriel Magalhaes လိုမျိုးအသင်းရဲ့အဓိကဘောခံစားမှာစာလီပါ။အဲ့ဒီအတွဲကိုတတန်တူနိုင်ငံတကယ်မိုက်တယ်။ပြီးတော့အသင်းရဲ့ကျယ်ဝင့်ဖြစ်တဲ့ Lewis Kelly ဤတန်ဝန်နေဒီတကယ်ကိုမိုက်တယ်။တတန်တူနိုင်ခဲ့တယ်။ဒီမှာ Trossard လိုကစားမမျိုးတွေလာစားတိုးပေးပြီးနားချပြီးအသင်းမှာဆက်ပြီးထားနိုင်ခဲ့တယ်။စာကာကိစ္စမှာလည်း တော်တော်လေးကိုပြီးစီးသွားပြီကြာတိရတယ်အခုထင်ပါနဲ့ဒီကလောင်ရက်ကိစ္စကြီးစပြီးလုံးပန်းနေအဲ့ဒါကိုမိုက်တာအာဇာဒရိုက်တာဆိုတာကဈေးကွက်ဖွင့်ရမဟုတ်ဈေးကွက်ပိတ်တဲ့ချိန်မှဒါကြီးလောက်ရတယ်တချို့ပိုင်းလေးမှာဆိုလူငယ်အသင်းအတွက်ရှာဖွေရတယ်ဒါမျိုးကြီးပေါ့လေအခုအန်ဒရီဘာတာကတော်တော်လေးကိုအလုံကျိုးသားလူဖြစ်အာဆင်နဲ့အတိုင်းဝိုင်းမှာနာမည်ကြီးနေတယ်အဲ့တော့အာဆင်နဲ့အသင်းစာချုပ်တက်တန်ကြန့်ရှိရဲ့နှစ်လိုက်အပိုင်းခြားလေးကိုကျွန်တော်ပြောသွားမယ်2026မှာစာချုပ်တက်တန်ကုန်မဲ့ကစားသမားတွေကတော့မက်ရှ်တောင်းမန် အမှန်ကတော့သူတို့ကကျတော့ပရိုစာချုပ်တော့မဟုတ်သေးရဖြစ်တဲ့အတွက်အဲ2026မှာစတင်ပြီးတော့ကစားသမားကိုပရိုစာချုပ်ပေးအပ်လို့ရပြီအသက်လည်းအဲ့ကျရင်16နှစ်ပြည့်ပြီအားကြောင့်မလို့နောက်တစ်ယောက်ကကျတော့ပယ်ရိုဟင်ကာဘေးသူကတော့အငှားပလက်အပိသက်ဝေကွင်ဖြစ်တာဖြစ်တဲ့အတွက်အငှားစာချုပ်ဦးရဆိုရင်2026မှာကုန်ဆုံးမယ်အခုကတော့ဒိုင်ယာတချို့နဲ့တို့တိတ်တော့မပါသေးဘူးဗောလေအဲအကေရီများအာဆီနီယားသဘောကျဆိုတော့အပီးသက်ဝေကွေးနေဆိုတဲ့အတွက်2026နေမှာဝယ်လို့ရမယ်အဲ့အပီးသက်ဝေကြီးမှာထည့်ထားတဲ့အချက်လေးတစ်ချက်ရှိတယ်အဲ့ဒါက ပယ်ရိုဟင်ဂါဘီကိုဒီကျွန်တော်ဘီယန်လီဗာကူစင်ကခေါ်လိုက်တဲ့အခါမှာဘီယန်လီဗာကူစင်နဲ့အာဆင်နယ်နှစ်သင်းနဲ့ကတသင်းသင်းကကစားသမားဝဲချင်းနေဆိုရင်လက်ခံပေးရမယ်ဆိုတဲ့အချက်အဲ့အတွက်ဘီယန်လီဗာကူစင်ကမရောင်းတော့ဘူးကွာ2016ကြာရင်ငါတို့ဒီစားမောင်မရောင်းတော့ဘူးဆိုပြီးငင်းလေအာဆင်နယ်ကလိုချင်တယ်ဆိုလို့ရှိရင်ရောင်းပေးရမယ်အနေထားအဲ့ကြောင့်အာဆင်နယ်အိစာချုပ်ကအချက်လိုက်ရအငားတရတီဆိုပေမဲ့ဒီစားမောင်ကိုမဖြစ်မနေဝယ်ဝင်းပုံစံမျိုးနဲ့အာဆင်နယ်ကဝယ်လို့ရသွားတာနည်းနည်းရှုပ်သွားလာမှုကျွန်တော်ပြပြမယ် မဖြစ်မနေဝေဝင်းဆိုတဲ့ခေါင်းစဉ်အောက်မှာဆိုရင်ကစားသမားကိုနောက်နှစ်ဝယ်မှာကျင်းတည်တာဖြစ်တော့ဘတ်ဂျက်ကိုဒီဘက်ထည့်ပေးရတယ်။ဒါပေမဲ့ကြိုက်လို့ရှိရင်ဝယ်မယ်ဆိုတဲ့ခေါင်းစဉ်အောက်မှာဆိုလို့ရှိရင်တော့အငားတိတတ်မဲ့ဖြစ်သေးတာဖြစ်တဲ့အတွက်ဒီဘက်ဘတ်ဂျက်ထဲမှာအာဆင်နယ်က ဒီတာဝန်ရှိသူတွေထံကိုငွေကြေးဘလောက်သုံးတာဆိုပြီးပြကြမလို့အဲ့လိုပုံစံမျိုးနားလေပိုက်ရိုက်လှုပ်ထားခဲ့တာပေါ့လေအဲ့တော့အာဆင်နယ်အသင်းနေ2026မှာဆိုဒီသားမနှစ်ဦးရှိမယ်2029မှာဆိုရင်စာကာမာတီနယ်လီဂျေဆူနော့ဂတ်နက်ဆန်ထရော့ဆက်နော့ဂတ်ကတော့အပိုတန်တုတ်ကွတစ်နှစ်ပါတယ်သူကနှစ်နှစ်ပဲချုပ်ထားခဲ့တာစာကာကိစ္စလည်းတော်တော်လေးပြီးသွားပြီထရော့ဆက်ကလည်း2029ခုနှစ်ခရီးစာချုပ်ရှိသေးတယ်လာတာလေးနည်းနည်းတိုးပေးပြီးတော့ပေါ့လေ ဒီနေရာမှာ2028ခုနှစ်ဆိုခိုင်ရဘက် Odike Rice Timber Van White Maino Raya Keeper အဲ့ကစားသမားတွေရှိတယ်ဒါကတော့2028ခုနှစ်ထိ2028ကစားသမားတွေထဲမှာဆိုလို့ရှိရင်တော့ Timber နဲ့ Rice ကိုအရင်ဆုံးလုံနေအာဆင်နဲ့က2029ခုနှစ်စာချုပ်ကုမ္ပဏီကစားသမားတွေကတော့ KBM မကာကြီးနဲ့ SC Color Fury ဒီကစားသမားတွေမကာကြီးကတော့ဟိုတလောကတက်တန်းတူလိုက်ရဖြစ်တဲ့2029ခုနှစ်ထိ2030ခုနှစ်ထိဆိုရင်တော့ Saliba Yogurt ဇူဟီမတ်တီမန်တူကီဝန်နရီစကယ်လီမော်ကွေယာအဲ့ကစားသမားတွေရှိတယ်အဲ့တော့အာဆင်နယ်တင်လက်ရှိသွားနေတဲ့ project ရဆိုလို့ရှိရင်တော့စာချုပ်သက်တမ်း2029ခုအထိကတော့ A စစ်စစ်ပဲအဲ့တည်းမှာ2029မှာတချို့ကစားရမကြိုက်လို့ရှိရင်2026တွေမှာရောင်းချလို့ရတဲ့အခွင့်အရေးရှိနေသေးတယ်။ဒီရမှာအာဆင်နယ်တင်ရဲ့ထိပ်ဆုံး6ယောက်လစာအမြင့်မားဆုံးကတော့နံပါတ်6နဲ့မှာဗီတာယောကက်ကတပတ်ပေါင်း2သိန်းနံပါတ်9နေရာမှာဒီကလန်ရဲ့တပတ်ပေါင်း2300နံပါတ်4နေရာမှာမာတင်အူရီကတပတ်ပေါင်း2300 ။နံပါတ်3ညမှာဝီလျံဆာလီဘာကလာစာတိုးမြင့်ရသွားပြီးတော့အဲ့နေရာမှာနှစ်သိန်းခွဲနဲ့ရှိတယ်။နံပါတ်2ညမှာကာပြေဂျေဆုကနှစ်သိန်း6500၊နံပါတ်1ညမှာခိုင်ဘက်ကနှစ်သိန်း7000။တချို့ကတော့မြင်တာပေါ့လေ။ဂျေဆုကိုလာစာတွေအများကြီးပေးပြီးဒဲဆေးပဲကုတယ်ဗျာ။အမှန်ကဲတော့လေအသင်းကလာစာလည်းရှယ်ပေးတယ်။ရှယ်လည်းအသုံးမဲ့ဆိုပြီးရီမန်းပြီးခေါ်ခဲ့တာဒါပေမဲ့ဒယန်ရဲ့မြင်မှမမြင်ရဒါကြောင့်မို့အာဆင်နယ်တင်းရဲ့ကစားသမားတွေအားလုံး ပေါင်းလိုက်တဲ့အခါမှာတန်တစ်တာလောက်ခလာတာပေးချရမှာတပတ်တန်တစ်ကိုပေါင်း184တန်အထိရှိတယ်။အဲကြောင့်ကျွန်တော်တို့ကဝင်ငွေတွေအများကြီးမြင်တာမြင်လို့မရဘူး။လစာကြီးလည်းအဲ့လိုပေးရတယ်။အခြားအသုံးစရာတွေရှိတယ်။အခုဆိုလဲကွင်းကိုအဆင့်မြင့်နေတာတန်း400လောက်ကုန်မဲ့နေတာရှိတယ်။အဲ့အတွက်အာဆင်နယ်တင်းအောင်မြင်မှုတွေယူရင်းနဲ့ကစားသမားကောင်းတွေလည်းဆက်ပြီးထိန်းတိုင်းနဲ့ကြီးကျယ်ခမ်းနားထဲဝါတဲ့ကွင်းကြီးနဲ့အတူတူကျွန်တော်တို့အနာဂတ်ကတော်တော်လေးလှပနေပြီးပြောလို့ရပါတယ်။အဲ့အတွက်အသင်းတာဝန်ရှိသူတွေကနီးပြအဖွဲ့ဝင်တွေကအိုက်တာပါဝင် အားစားဒေတာအန်ထရီပါတာရောကစားသမားတွေအားလုံးကိုကျေးဇူးတင်တယ်။ဘာလို့ဆိုတော့ကျွန်တော်တို့ကဒီအသင်းကိုအဝေးရနေချစ်နေရတာ။အဆုံးထိကြည့်တယ်လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။ဘောလုံးမွေးနဲ့ပတ်သက်ပြီးစီးပွားဖြစ်ပြောရင်ဖြစ်ကစားကြံစုံတော့ဘာပြောဖို့လဲတုံညာကို646 963တင်နံပါတ်တုံညာကို0953ခွေရောင်းနေရတော့မှဆက်သွယ်ချိတ်ဆက်ပြီးကစားလို့ရပါတယ်။ဘယ်မှာပဲဆော့ဆော့ပါဘောလုံးမွေးနဲ့ပတ်သက်ပြီးတော့စိတ်ချခြင်းနဲ့ကိုထုတ်စီမှာပဲဆော့ကြည့်နေစုံတော့အားလုံးကိုကြိုးစားပါတယ်ခင်ဗျာ။ကျွန်တော်ကိုယ်တိုင်အေဂျင့်လုပ်ပြီးတော့လက်ခံပေးနေပါတယ်။မဆော့တဲ့ရင်တော့မဆော့ပါနဲ့ခင်ဗျာ။